Hello everyone. လီယိုတို့ပြန်ဆုံကြပြန်ပြီเนาะ။လီယိုတို့တပတ်တပတ်ကုံနာလဲအင်မတန်မှမြန်ဆန်လုံးလာပါတယ်။အဲ့တော့ထုံးစံအတိုင်းပေါ့เนาะ။တပတ်တပတ်ကုံနာမြန်ဆန်လုံးလာပါတယ်လို့လီယိုကဗီဒီယိုလေးမှာစလိုက်ပြီးဆိုလို့ရှိရင် DVD ကလူတိုင်းသိနေပြီ။ Subscriber ဆိုင်းသိနေပြီပေါ့เนาะ။ဒါ weekly zodiac message ပေါ့။အဲ့တော့ရာသီဘွားရဲ့အတွက်ကိုတပတ်တာသတင်းစကား message တွေဆောင်ရွက်ရှောင်ရွက်လေးတွေ short guidance video message အမျိုးစားဖြစ်ပါတယ်။အဲ့တော့တကယ်လဲတပတ်တပတ်ကုံနာမြန်နေပေါ့เนาะ။အဲ့တော့ time pass so fast ပေါ့နော် time flies so fast အဲ့တော့အချိန်ညကုန်တာရမ်းမြန်လေအဲရုံးတက်နေတဲ့သူတွေနော် daily schedule တွေနဲ့ daily routine စီနဲ့ကိုယ့်ကိုယ်ကိုအာမအားမလန့်အောင်နှုတ်နေတဲ့သူတွေအတွက်ကကြတော့တလားတလားကုန်တာတစ်ပတ်တစ်ပတ်ကုန်တာနော်တရက်တရက်ကုန်တာမြန်မာလိမ့်မယ်အဲ့တော့ time ကတော့ထုံးစံတိုင်းပေါ့နော် this is a subjective measure ပေါ့တိအကျတိုင်းတာလို့မရဘူးတဲ့နော်တချို့လူတွေအတွက်ကအချိန်ရမြန်တယ်တချို့လူတွေအတွက်ကတော့အချိန်ရကြာတတ်တယ်ပေါ့နော် so anyway ဒါကတော့ time theory ပေါ့နော် so တော့ okay speaking of the time theory လေတို့ဒီ reading ကိုတွားမယ်အဲ့တော့ weekly theory ရဲ့ energy reading ဟာရာသီဘဝတစ်ခုချင်းစီလိုက်ဖတ်ပြီးတာဖြစ်တယ်လေတို့ sun moon rising ပေါ့နော်မိမိရဲ့ sun sign moon sign rising sign နဲ့လိုက်ပြီးတော့ကြည့်လို့ရတယ် message တွေကိုယူရတဲ့နေရာမှာကိုယ့်ရဲ့ sun sign ပေါ့ဟိုမှာ leo ဆိုရင် leo ရာသီဘဝတစ်ခုတည်းကို နားထောင်တာမဟုတ်ပဲနဲ့မိမိရဲ့ rising မိမိရဲ့လက္ခဏာမိမိရဲ့ moon sign ပေါ့နော်ဒါဒီဟိုပါသိရဆိုလို့ရှိရင်တော့ဒီ clip တစ်ခုချင်းစီကိုလိုက်ပြီးတော့ message လေးယူနားထောင်ရင်တော့ကိုယ့်အတွက်3 messages 3 guidance ရနိုင်တယ်ပေါ့နော် okay ဆိုတော့ထုံးစံတိုင်းဒီကို aries ကနေ pisces ပေါ့နော်အဲ့တော့ဒီတစ်ပတ်အတွက် reading ကလေတို့ march 16ပေါ့နော်66 66 20 21 22ခေါင်း number လဲခေါင်းလို့ပါသိရအဲ့တော့16ကနေ22ပေါ့နော် ဲ့တော့ March လ16ရက်နေ့က22ရက်နေ့အထိကိုအဲ message တွေကအကျုံးဝင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းလီတို့ Aries ကနေစလိုက်မယ်เนาะအဲ့တော့ Aries ဒီ drum message ကိုကြည့်မယ် What's gonna be your energy for coming week for Aries All right Aries here message Aries, you're so sure about yourself. You're so sure about your plans. ကိုလုတ်ချင်တဲ့အလုပ်ကိုလုတ်ချင်တဲ့ plan စီ CY plan ဖြစ်ချင်းဖြစ်မယ် business plan uh, steady plan စီကိုလုံးအတွက်ကိုအရာအားလုံးကိုကိုပြင်ဆင်ထားတယ်လေ prepare လုပ်ထားတယ်စိတ်လဲဆုံးဖြတ်ထားတယ် စီလဲစီစဉ်ထားတဲ့အလုပ်ကိစ္စတွေမှန်တဲ့များဟာဒီတပတ်တာကာလအတွင်းမှာတဟုန်လို့တွတ်တက်ဖို့ရှိပါတယ်။နောက်တစ်ခုကဒီတပတ်တာကာလအတွင်းမှာ Aries ဒီဉာဏ်ပညာကိုသုံးပြီးတော့အလုပ်ကိုင်ရတဲ့လုပ်ငန်းကိစ္စတွေပေါ်ပေါက်နေတဲ့ချို့ရီအတွက်ဆိုလို့ရှိရင်စာမွေးဖြေရတာเนาะစာမွေးဖြေရတာနောက်တစ်ခုကကျတော့မိမိရဲ့ gut feeling နဲ့ခေါ်တဲ့ intuition ကိုသုံးပြီးတော့เนาะကိုယ့်ရဲ့စိတ်စွမ်းအင်ကိုသုံးပြီးတော့လုပ်ရတဲ့အလုပ်ကိစ္စတွေပေါ်ပေါက်လာဖို့ရှိတယ်เนาะ ငါမှဒီ talent စီရှိပါလားငါစိတ်ဆွမ်းရင်ရှိပါလားငါထင်ထင်တဲ့အတိုင်းဖြစ်ပါလားဆိုတာတွေကိုသိလာဖို့ဒီတပတ်တာကလာအတွက်မှာ message တွေပေါ့နော်ကိုကိုတိုင်းကိုကိုကိုသိလာ realize ဖြစ်လာတာပေါ့နော်အဲ့လိုပိစာရဲ့လေးကြီးကြုံရဖို့ရှိတယ်တဲ့နော်အဲ့တော့ဒီတပတ်တာကလာကတော့ very dynamic ဖြစ်တယ် every စီအတွက်ကကြတော့နော်တော်တော်လေးကောင်းပါတယ်အဲ့တော့ခုနလေးကိုပြောရပြညာရေးနဲ့ဆက်ဆက်တဲ့ကိစ္စတွေတော်တော်လေးကောင်းတာကိုတွေ့ရတယ် every စီ okay just go ahead just go with your plans ပေါ့နော် all right leo taurus ကိုတွားပါမယ် taurus it's gonna be your energy for coming week march 16 to 22 taurus someone rising taurus ဒီရတော့ကြည်လိုက်လို့ရှိရင်ပတ်စံရှာရဲအလုံးလုံးတွေဒါတွေပဲပေါ့နော်လီယိုဖတ်ရတာပြင်းလာပြီ taurus ဒီ everything taurus ဒီမှာလည်းအဲ့လိုပဲ plan ရှိတယ် Torres ရဲ့ plan ကကြီးတယ် big ဖြစ်တယ်တချို့ရဆိုလို့ရှိရင် serious project တွေ big project တွေကင်နေရလုပ်နေရမျိုးတွေရှိတယ်တဲ့နော်နောက်တစ်ခုကဒါကိုတယောက်တည်းဒီစီးပွားကိုရုန်းကန်နေရမဟုတ်ဘဲနဲ့တခြားလူတွေနဲ့ပါပူးပေါင်းပြီးတော့အလုံးလုံးကြီးရဲ့ Torres တွေကိုတွေးရတယ်တချို့ကျတော့ organization တစ်ခုခုအောက်ကိုရောက်နေရအသင်းဘက်တစ်ခုခုအောက် company တစ်ခုခုအောက်ကိုရောက်နေတယ်အဲ့ဒီຢာနေမှာတစင်ပေါ့နော်လုပ်ငန်းတွေကိုစုပေါင်းဆက်ပေါင်းလုပ်ကင်နေတယ်ဒီဘက်တာကာလာအတွင်းမှာတဲ့ forest တွေအတွက်ကပြဿနာလေးတွေပေါ့နော်အလုပ်ထဲမှာပြဿနာလေးတွေပြဿနာဆိုတာကြီးကြီးမားမားမဟုတ်ပါဘူးနော် problems ပေါ့တရားနဲ့တရားပြဿနာတက်တာမဟုတ်ဘူးနော်တရားနဲ့တရား conflict ဖြစ်တာမဟုတ်ဘူးအလုပ်ထဲမှာဖြည့်ရှင်းရမယ်နော် sort out လုပ်ရမယ်ကိစ္စလေးတွေပေါ်ပေါက်လာဖို့ရှိပါတယ် touristy okay you can do that but တော့ကိုကဖြည့်ရှင်းနိုင်လိမ့်မယ်နောက် solution ရှာတဲ့လူကကိုကိုယ်တိုင်ပဲဖြစ်နေမယ်เนาะအဲ solution ရှာတဲ့လူဆိုတာက ဒီပြဿနာဒီ case နဲ့ပတ်သက်ပြီးတော့အဖြေထုတ်ပေးရမယ့်သူကကိုဖြစ်တတ်တယ်ဆိုတော့အရင်ကောင်းတယ် okay တချို့ကြောင့်လည်း group တစ်ခုထဲမှာတွေကိုပဲအဲ conflict ဆိုတာအမြင်မတူတာပေါ့ conflict ဆိုတာ perspective မတူတာလေးပြန်ပြီးတော့เนาะညှိနှိုင်းလို့ရမယ်အနေထားတစ်ခုကာလတစ်ခုရောက်လိမ့်မယ်အဲ့တော့ Taurus ရဲ့အတွက်က energy might တယ် okay all right next sign you're gemini on gemini เนาะ what is your Gemini? What's your gonna be your Gemini energy for coming March 16 to 22nd? Salmon rising. Gemini introspective. နော် introspection ကိုကိုကိုသုံးသပ်တာပေါ့နော်ကိုကိုကိုအများကြီးသုံးသပ်ဖြစ်မဲ့ရတဲ့တစ်ပတ်ဖြစ်ပါတယ်နော် ်မြန်မာလေးကိုခံစားတော့ introvert energy အရာ Gemini နေချို့ကြောင့်လည်းကိုယ့်ကိုယ်ကိုအပြေရှာတာပေါ့သူများကိုအပြေရှာပြီးနေကိုယ်ဘဝအတွက်လမ်းကြောင်းအပြေကိုတွေ့သွားတာ Gemini နေဒီတစ်ပတ်မှာလာလိမ့်မယ် you're guiding other person you're guiding other people problems တခြားလူတွေရဲ့ပြဿနာတွေကိုက sort out လုပ်ပေးတယ်အပြေရှာပေးတယ်အဲ့ဒါကအနေမှာကိုယ့်ဘဝအတွက် nó có mà xì ấy nhiệm gì nhà có mà xì ấy lâu à có mà xì ấy với chị yên nhỉ bê lô lý yên nhau này làm mà bê lô lý đi lâu cũng xa lâu lại mà số đẻ start start of a new life start of a new business bông rồi chơi เออเอลูกผมเสียมีตัวช่วยกระจาย start of a new education okay, cô tông cha mẹ cô spend mẹ cô ละว่าไหมกูยัง resource cô spend mẹ Gemini này anh ấy chỉ ละว่าไหมนี่เอาด้วยเลยเจมินายนี่ này nó ။ဥပမာတချို့ကျအဖြေရှာနေရတော့ကြာပြီ long term ပေါ့နော်။ငါဘာလုပ်ရမလဲ။ကိုကိုကိုအဲကြတော့လမ်းပြောင်းနေရမျိုးတွေရှိတယ်။ဘဝမှာနော်။သူများတွေတော့ကိုကလမ်းကြောင်းလေးတွေပြီးနိုင်တယ်။ကိုကိုကိုကျလမ်းပြောင်းတယ်။ဒါပေမဲ့ဒီဘက်တာကာလာတော့လမ်းမပြောင်းတော့ဘူး။လက်ထဲမှာရှိတဲ့ပတ်စံငွေကြေးနဲ့ဘာလို့မလဲဆိုတော့အရာကိုအတွက် big reward ပေးမဲ့အရာမျိုးလေးတွေကိုကိုကပိုင်ပိုင်နိုင်နိုင်နဲ့ invest လုပ်နိုင်ပါလိမ့်မယ်ကိုယ့်ရဲ့အခြေအနေငွေကြေး resource တွေချို့ကြရလဲ invest လုပ်ဖို့အတွက်ငွေကြေးတွေဝင်လာလိမ့်မယ် money energy ပြောစီရမလို့ money energy ကကောင်းပြီးသားပဲ okay that's a message for gemini အလုပ်ဆရာရှိရာလောက်ကြောက်ကြောက်မနေနဲ့ပေါ့နော်။အာပြတ်သွားမှလားဘာလားအဲ့လိုမျိုးတွေတွေးပူနေနဲ့စဉ်ပြေမယ်လို့ပြရတယ်နော်။ Okay Gemini. All right. The next sign Cancer တော့ပေါ့နော်။ Cancerian energy. Salmon rising. Cancer လေးရ coming week ဒီ date မပြောတော့ဘူး coming week လို့ပဲညညမီရောကြည်လိုက်မနော် right cancer ဒီတပတ်တာကာလအတွင်းမှာကျန်းမာရေးကယူဆိုင်ရမယ် leo cancer ကတော့ health energy ကိုပြရတယ် cancerian ကြီးခေါင်းမကြာခဏမူရာမျိုးလေးတွေ အယုံကြောပိုင်းဆိုင်ရာခါပိုင်းကြောပိုင်းဆိုင်ရာအားနေတာလေးဖြစ်တတ်တယ်။ခန္ဓာကိုယ်အိတ်တဲ့အနေထားပိုစချာမမှန်လို့ဖြစ်တဲ့အရာလေးတွေတွေ့ရတယ်။ Okay ။နော်တချို့ကြောက်ရလဲတချို့ cancel ခြေထောက်နော်ခြေထောက်ထိခိုက်တယ်ရတာမျိုးတို့ခြေထောက်နာကျင်တာမျိုးတို့ဖြစ်တတ်တယ်။ Okay ။နောက်တစ်ခုက cancer ရဲ့နေတဲ့ချို့ဆိုလို့ရှိရင်ဒီကို cancer ရတာ married couple တွေပေါ့နော်အာ cancer ကြီးကိုကိုယ့်ရဲ့ ကိုမှာ partner ရှိရဲ married life ကိုဖျက်တဲ့နေ cancer ဆိုကိုဒီမကောက်ကိုရဲ့ partner ပါကျမကြီးအားနေတတယ်ဒါပေမဲ့ Leo cancer ကဒီတပတ်တာကာလအတွင်း cancer ကြီးအတွက်ကဒီဒီ health problem ကခဏလေးပဲဖြစ်မှာတပတ်ကကျမကြီးကြာဆင်းသွားရင်ကျမကြီးမကောင်းနော်ကျမကြီးချူကြတာမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ခုနပြောခြေထောက်တွေနာတာမျိုးလို့နော်တိကြိုက်တန်ရရတာမျိုးလို့ဖြစ်တယ်ဆိုတပတ်မှာကို့အတွက် opportunity အသစ်တွေပေါ်လာတယ်ငွေကြီးလက်လာပါကန်နေပေါ်လာတယ်ပွင့်လာတယ်အဲ့လိုမျိုးလေးရှိနေတယ်နောက်ထပ် cancer ရေးဆိုရင်ဆရာမရှိဘူး life threatening ဖြစ်တဲ့ condition မျိုးတွေမတွေ့ရပါဘူးကို့မှာအဆောက်ရှောက်ကောင်းနေရှိတယ်เนาะဒီဟာအပအီကဖြစ်တဲ့သဘောမျိုးလေးပဲဖြစ်မှာ cancer တွေ okay အဲ့တော့ငွေကြေးတွေမလိုအပ်ပဲနဲ့ကုန်သွားတာမျိုးကြီးရှိတတ်တယ်။နောက်နောက်တစ်ခွက်ကျငွေကုန်ကြေးကျများတဲ့အဲ treatment လေးတွေယူရတာမျိုးလေးတွေဖြစ်တတ်တယ်။နော်။အဲ့ဒါလေးတတိချပေးပါ cancer တွေ။ damage the pama can jani the pama can damage lu you cut ma piano okay all right leo leo duameno leo sign it someone rising leo that's gonna be your energy for coming week watch this 20 seconds leo all the leo no card please oh my god a lot of fiery energy a lot of passion ဇဝေးလေးဇဝါလေးဖြစ်နေတဲ့လီယိုတွေနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ရမယ်ဆိုတော့ဆုံးဖြတ်ရမယ်ဆိုရယ်လီယိုတွေ definitely you can do your week it's coming back လီယိုတွေပြီးခဲ့တဲ့ဘက်ကကိစ္စရည်တွေလောက်တဲ့နေရာမှာနှောင့်နှီးကြံမလို့အလားအပဲနှောင့်နှီးကြံကြမှုတွေရှိခဲ့တာမျိုးတွေကျင်းတိပေါက်ဖြစ်ခဲ့လိမ့်မယ်ဝေးကြီးရရရှိမရဘူးကြာကြံကြနေရာမျိုးတွေရှိမယ် လုပ်ငန်းတိုင်ငန်းတွေဆိုလို့ရှိရင်လည်းအချိန်ဆောင်းလာတာမျိုးတွေရှိမယ်ဒီတစ်ပတ်တာကာလအတွင်းမှာလာမယ့်တစ်ပတ်မှာ energy ဟာတဟုန်လို့တွတ်ထွက်ဖို့ရှိပါတယ်ဘယ်သူမှအကူစရာမလိုလီယိုတွေကိုလှုပ်လိုက်တဲ့ကိစ္စမှန်သမျှကရွှေဖြစ်မယ်ငွေဖြစ်မယ်ကြီးဖြစ်မယ်ကြီးလည်းပါမယ်နော်ရွှေဖြစ်မယ်ရွှေဖြစ်မယ်လို့လည်းပါငွေဖြစ်မယ်လို့လည်းပါမယ်ကြီးဖြစ်မယ်လို့လည်းပါမယ် အရာအားလုံးကိုတတိရှိရှိနဲ့အဆုံးဖြတ်ချက်ချရဲသွားတဲ့လီယိုရီကိုညင်နေရတယ်။တချို့လီယိုရီဆိုရင်ပညာရဲ့အသစ်တွေသင်ယူလေးလာရတယ်ကျောင်းလေးမြေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဖြစ်ချင်းဖြစ်မယ်။တချို့လီယိုတွေအတွက်ကကြတော့ဒီကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာ support ဖြစ်မဲ့ပညာသင်တာစာသင်တာမျိုးတွေကျောင်းလိုက်နေ။တချို့ကြတော့လုပ်ငန်းမှာကိုယ်သင်ယူတာအလုံးလုံးကြီးနဲ့တက်မြောက်သွားတာ vocational လို့ခေါ်တယ်။အဲ့တော့ vocational အတက်ပညာတွေလည်းသင်ယူလေးလာဖို့ရှိတယ်။တက်မြောက်တာ ာဆာတီဖီကိတ်ကြီးပြီးမှဒီပလိုမာပွဲရမှမဟုတ်ဘူးဒီတပတ်တာကာလအတွင်းမှာအလုံးလုံးကြီးနဲ့တက်သွားတာအိုးဒါဒီလိုလုံးလို့ရပါလားဆိုတော့တည်သွားတာအဲ့တော့အဲ့ဒီအပေါ်မှာကိုကစိတ်ဝင်စားသွားတာဝါသနာပါသွားတာအဲ့လို energy မျိုးလေးတွေတွေ့ရတယ်လီယိုတွေ your energy so high your cut your energy your leo energy ပဲတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ this gonna be your week leo ရေမင်းတို့ရဲ့ရတဲ့တပတ်လို့ဒီကိုပြောလို့ရရနော် all right Okay, next sign you know, Virgo Jime, Sun Moon Rising. Virgo, it's gonna be your energy for coming week. Virgo, Virgo, love never tend to even gong. Chin never tend. Udo look at home. Go na, do do look at home. Go, le zania, le bianya. ဒီမျိုးဒီလိုမျိုးလေးရှိတတ်တယ်တချို့ vocabulary ဆိုလို့ရှိရင်တဲ့ဒီတပတ်တာကာလအတွင်းမှာကိုယ့်ကိုအတိတ်ကလင်ညာသွားတဲ့လူလှည့်စားသွားတဲ့သူတွေပြန်ပြီးတော့သူနဲ့ပြန်ဆုံစည်းရတာပြန်ဆုံတွေ့ရတာမျိုးကြီးကြုံရတတ်တယ်နော်အဲ့တော့ Leo D energy ကိုစဖမ်းတဲ့အချိန်မှာ love energy ပေါ့အချင်းနဲ့ပတ်သက်တဲ့ဟာကိုတန်းပြီးတော့တွေ့ရပေါ့နော်ဘာဖြစ်လို့လဲတော့မသိဘူးထူးဆန်းတယ်အဲ့တော့ဘာဂိုရီရဲ့ week က ့ love နဲ့ပတ်သက်ရင်တိတ်မကောင်းဘူးเนาะတိတ်မကောင်းဘူးကိုအနာလူပါလေအရင်ကြီးအာ trustworthy ဖြစ်တဲ့လူမျိုးမဟုတ်ဘူးပေါ့เนาะဒီလိုပြောလိုက်လို့လဲစိတ်ထဲမှာဟိုဟိုဘယ်လိုပြောမလဲစိတ်အစွဲကြီးနဲ့เนาะကိုရဲ့ partner ပေါ့မှာတန်တရားတွေဝင်နေတာမျိုးတွေမဖြစ်ပါနဲ့ a little bit of အာ that present situation နဲ့ချီလုံနေရလို့ဆိုလိုတာမဟုတ်ဘူးဖုံးလာတာမပြောတာ အာဒီကိစ္စပြောလိုက်လို့ရှိရင်တချို့ဆိုရှိရလေအာမိမကိုပြောလိုက်ရင်အမိမငါ့ကိုနော်သူပြင်းပြင်းတော့လှည့်ရစ်တယ်လို့ကြက်ခံရမှာဆိုလို့မပြောတော့ဘဲနဲ့ကိုပါကိုပဲလှုပ်ဆက်ရှူရလို့မယ်ဆိုတိတ်တိတ်ကလေးလှုပ်နေတာမျိုးပေါ့နော်ဟေးအဲ့လိုမျိုးလေးကြီးဖြစ်နိုင်တယ်โอเคနောက်တစ်ခု vago ရီမှာကြိတ်ကြံစီနေရဲ့ plan စီးရှူရနော်ကြိတ်ပြီးတော့ကြံစီနေတာသူ့မှာမပြောလက်ရှိနေရာလက်ရှိရာတို့လက်ရှိ position ကတိတ်တိတ်လေးထွက်သွားမယ်ဆိုတဲ့ လန်နေတဲ့ value တွေလည်းတွေ့နေရပါတယ်။ Okay ဒါပေမဲ့ Leo ခန်စားဒီတစ်ပတ်တာကာလအတွင်းမှာတိတ်အထမြအောင်မှာမဟုတ်သေးဘူးအဲ့လိုမျိုးတိတိလေးကိုးလုံနေတဲ့ value တွေဆိုလို့ရှိရင် energy ကတိတ်မကောင်းသေးဘူး။ Okay All right အဲ့တော့ချိန်တစ်ခုစောင့်ပါလို့ဒီကအကြံပေးခြင်းတော့ Okay this is a first part Aries to Virgo tones and time เนาะအဲ့တော့ဒုတိယပိုင်းကိုရောက်ပါပြီအဲ့တော့ second part ရဲ့ first sign Libra ဒီဖတ်တာဘာမှတော့မကြံခဲ့ပါဘူးเนาะအဲ့တော့ library ကိုကြည့်မယ် library what's gonna be your energy for coming week around march 16 to 22nd libra အလုတ်ကြိုးစားနေတော့ library တွေ့ပါတယ်ချို့ချောက်အလုတ်ဒီလုံနေရယ် sorry ကြက်နေတယ်အပတ်တကုတ်ကြိုးစားနေတဲ့ library တွေ့ရတယ်အလုတ်ဒီလုံတဲ့လုံတဲ့အလုတ်မှန်သမျှရွှေဖြစ်တဲ့ငွေဖြစ်တဲ့ပတ်ဆက်နေရတယ် library တဲ့ကိုယ့်ရဲ့အစီအစဉ်တိုင်းကိုသွားနေရ library တွေ့ရတယ်တချို့ကျတော့လေအိမ်အိမ်ထဲမှာပဲဟိုစာကြက်နေရမျိုးချို့ချောလေအိမ်ထဲမှာပဲဒီလက်မှုပညာတခုခုเนาะဒီလက်နဲ့ဖန်တီးရတဲ့အလုပ်တွေလက်နဲ့ဖန်တီးရဥမာဇာတ်ရုပ်ပန်းတို့ဖြစ်ခြင်းဖြစ်မယ်เนาะဒီလို jewelry လေးတွေလောက်တာမျိုးဖြစ်ခြင်းဖြစ်ပုံဆွဲတဲ့သူတွေပါမယ်เนาะဒီ product တွေကိုကိုယ်လက်နဲ့ကိုဖန်တီးရပါတော့เนาะအဲ့လိုမျိုးလုပ်နေရ library အတွက်ကဝေးချေးကံအရန်ကောင်းနေရာကိုပြတယ် နော်ကိုလှုပ်ချင်တဲ့အရာလေးလှုပ်ခင်းရမယ်နော်ကိုဖြစ်ချင်နေတဲ့အရာကိုစိတ်ထဲမှာ idea ငါဒီ product ထုတ်ချင်တယ်ဒီအလုပ်လေးလှုပ်ချင်တယ်ဒီ creative parts လေးဆွဲချင်တယ်ဒီပုံလေးဆွဲချင်တယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုလုပ်နေတဲ့ library ဆိုလို့ရှိရင်တော့ design ဆွဲနေရ drafting လုပ်နေရ library ဆိုလို့ရှိရင်ကိုလှုပ်ချင်နေတဲ့အလုပ်လှုပ်ခင်းရလိမ့်စင်ပြေသွားလိမ့်မယ်အဲ့တော့ library ရဲ့ဒီလုံးနဲ့ပတ်သက်တဲ့ energy money နဲ့ပတ်သက်တဲ့ energy ကတော့တက်နေအောင်ပြရအောင်เนาะ suggest so go ahead body, You are ပေါ့နော်ဆက်ပြီးတော့လုပ်ပါလို့ညီဝအကြံပေးချင်တယ်နော်လေးပါတယ် okay အော် right, Scorpio G, May what's gonna be your energy for Scorpio coming March 16 to 22 Scorpio ကြည့်မယ် Scorpio 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 ကခုန Virgo နဲ့ခက်ဆင်ဆင်ပဲ Scorpio ကိုမြင်တာ two parts တွေ့တယ် Scorpio တွေကအချိန်နဲ့ပတ်သက်ရင်ကိုယ့်ဘဝမှာအခုအချိန်မှာဘဝတွေကိုအခုမှအသိဝင်လာတဲ့သူမျိုးတွေလည်းရှိဒီတပတ်တာကာလဒီလက်တလောကာလမှာဖြစ်ပျက်ထားတာမျိုးတွေရှိတယ်ဆိုသိယုံလို့မရဘူးယုံကြည်လို့မရတဲ့သူမျိုးတွေကကိုယ့်ကိုနောက်ချင်းကတ်တာမျိုးတွေဖြစ်တတ်ပါတယ် Scorpio ရဲ့အတ္တိထားနောက်တစ်ခုက partnership Scorpio တွေ ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ရည်စားမရိုးစဘူးအရိုးထူးနေတယ်။ကို့အပေါ်မှာအယမ်းတွေကိုဂယုစိုက်နေတယ်။အယမ်းတွေကိုလွန်တာကအယမ်းတွေရိုးနေတတိထားကိုမသိပဲနဲ့နောက်ွယ်မှာလုံနေတဲ့ကိစ္စလေးကြီးရှိတတ်တယ်။အဲ့ဒါလေးကြီးကိုတိလာတတ်တယ်ပေါ်လာတတ်တယ်တဲ့။ Okay message ကနှစ်ပိုင်းပါတော့။ Scorpio တွေဒီတပတ်တာကာလအတွင်းမှာအလုံးလောက်တာပဲဖြစ်ဖြစ်နော်။သွားလာလာတာတတိထားပါပစ္စည်းပြောက်ရှာလာမျိုးဖြစ်တတ်တယ်။ ပစ္စည်းကိုကူးခံရတာမျိုးတွေဖြစ်တတ်တယ်အဲသတိထားပေါ့နော်အဲ့ဒါဒီတွေ့ရတယ် okay all right အဲ့တော့အလုပ်ထဲမှာဆိုလဲတအားကြီးယုံကြည်လို့ကိုကကိုကတော့အရင်ယုံကြည်နေရယ်ဒါမဲ့အဲကိုယုံကြည်ရဲ့လူကကိုလောက်ယုံကြည်လို့မရတဲ့သူမျိုးတွေဖြစ်နေတတ်တယ်အဲ့ဒါလေးသတိထား scorpio ရေနော် okay ဟိုလေရော next sign sagittarius ကိုတွားမယ် salmon rising Sagittarius. What's gonna be your week, Sagittarius? Sagittarius. တချို့ Sagittarius တွေအလုံးလောဘကြီးနေရအလုံးနှစ်ခုတပြိုင်တည်းလုံနေရ Sagittarius တွေရှိရတချို့ Sagittarius တွေဒီတစ်ပတ်ကြာကာလအတွင်းမှာလာမယ့်တစ်ပတ်မှာ နော်ပတ်စံသုံးဆွဲတဲ့ကိစ္စမှန်တယ်များကိုမှချင့်ချိန်နေရတာတို့ကြီးကြုံရနိုင်တယ်အဲ့ဒါချင့်ချိန်နေရတယ်ဆိုတာလေဘလူဟာမျိုးလဲဆိုတော့တင်တန်းတက်ချင်တယ်ပညာရေးတခုတင်ချင်တယ်တင်တန်းနောက်တခုထပ်ထပ်ဖွင့်မယ်ပတ်စံကလိုင်းနိုင်ပါမလားအမရှိရဲ့ဝင်ဝင်နဲ့ဒီဒီဒီဂရီဒီဒီပလိုမာတင်တဲ့ဒီဒီဂရီဒီမာစတာတင်တဲ့ဒီ level ကငါ join လို့ရပါမလားဆိုတော့ကိုချိန်ထိုးစဉ်းစားနေရတယ် Sagittarius လေးကိုတွေးပါတယ် anyway you you can manage ပေါ့နော် manageable ဖြစ်လိမ့်မယ်အဆင်ပြေလိမ့်မယ် Sagittarius တွေငွေကြေးနဲ့ပတ်သက်နည်းနည်းတော့ struggle လုပ်ရမယ့်သဘောမှာရှိပေမဲ့ကိုတင်ကျင်တဲ့အဲကြောင်းတော့ကိုတက်ကျင်တဲ့ကြောင်းကိုတိကျင်တဲ့အသက်ပညာကိုရဖို့အတွက်ကိုငွေကြေးကိုသုံးဆွဲပြစ်လိမ့်မယ်အဆင်ပြေမယ်လို့ဒီကတော့မြင်တယ်ပေါ့နော် just go ahead ပဲငွေကြီးပဲနည်းနည်းလေး type ဖြစ်တာပါเนาะခါတိုင်းလာတွေလိုမျိုးငါသုံးချင်းတယ်လို့သုံးလိုက်မယ်လို့လို့မရတော့တဲ့ sagittarius တွေရောတူရေ okay all right အဲ့တော့ coming 16 to 20 second အတွက်ကို March Capricorn မျိုးကြည့်မယ်เนาะအဲ့တော့ Capricorn summarizing your energy Capricorn နဲ့ကိုယ့်ရဲ့ဉာဏ်ပညာခွန်အားတွေနဲ့လှုပ်လှုပ်တဲ့ကိစ္စမှန်သမျှအဆင်ပြေလိမ့်မယ်မြောက်အမေးစရာမလို့ကိုယ့်ရဲ့စိတ်ထဲမှာကကို့မှာ gut feeling ရှိရဲဒါကြီးတော့သိအဆင်မပြေလာဘူးထင်တယ် ်ထဲတော့ဒီပါလီလာမီးမနေနဲ့ဘူးမှသွားမမီးနဲ့ကိုယ်စိတ်ထဲမှာထင်းနဲ့ကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာတခုကောက်ချက်ချဆွဲပြီးတော့လုပ်ပါတချို့ဆိုမိသားစုကိစ္စတွေဥဝင်ကိစ္စတွေတာဝန်ယူရတာမျိုးကြီးကြုံရလိမ့်မယ်နောက်တစ်ခုကလေတချို့ engineer ဗာ civil 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 engineer ဘာ not capricorn တွေမှာဆို civil အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီဥဝင်နဲ့ပတ်သက်ပြီးတော့လေအာ စိတ်ထဲမှာရှိရတဲ့အတိုင်းကိုဒီ blueprint ကိုချပြတာမျိုးလို့ protocol ကိုချပြတာမျိုးတွေလုပ်တဲ့နေ you already ကိုမဒီ knowledge ပေါ့နော်ကိုယ့်ရဲ့ wisdom ကဒီအတန်းပညာတွေအသိပညာတွေကနေရတာရတာလည်းရှိမှာပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဒီဒီ thought eye ပေါ့ကိုယ့်ရဲ့ thought eye ကအရင်အားကောင်းနေတယ်ဂမီယာမျက်လုံးကအရင်အားကောင်းနေ intuition နေအရင်အားကောင်းနေတဲ့ခါကျတော့အဲ့ဒီကနေထွက်လာတဲ့ဒီ wisdom နေ knowledge တွေကိုအသုံးချပြီးတော့ မိသားစုရဲ့ကိစ္စတွေဖြေရှင်းတာမျိုးတွေလုပ်နိုင်နိုင်မယ်။ခုနစီဗယ်အင်ဂျင်နီယာဆိုလဲအိမ်ဆောက်တာကိစ္စတွေမှာအဆင်ပြေလိမ့်မယ်။နော်။နောက်တစ်ခုကကျအိုးအိမ်ပိုင်ဆိုင်မှု manifest လုပ်နေတဲ့ Capricorn ဆိုလို့ရှိလို့ရှိရင်လိုင်းစားတွေ့ဖို့ရှိတယ်ဒီတပတ်တာကာလအတွင်းမှာနော်။အိုးအိမ်ကိုဘယ်လိုစောင့်မယ်လို့စိတ်ပူထားတယ်ဆိုလို့ရှိရင်။ Okay ။ဆိုတော့ Capricorn ရဲ့ energy ကလည်းကောင်းမှုရဲ့ All right, Nero. Aquarius ကိုကြည့်ပါမယ်။ Aquarius coming March 16 to 22nd, Aquarius. Wow. Aquarius, ဒီတပတ်တာကာလအတွင်းမှာခရီးသွားဖို့ကြိုးစားနေရ Aquarius ရဲ့ဝေးပေါ့เนาะနိုင်ငံခြားသွားတာခရီးသွားတာကိုဝေးရတဲ့နေနိုင်ငံခြားမှမဟုတ်ဘူးပေါ့เนาะကိုဝေးတဲ့တနေရာရာကိုသွားဖို့စဉ်းစားနေရ Aquarius ဆိုသတိထားပါတဲ့ လာမဲ့တစ်ပတ်မှာအဆင်မပြေဖြစ်တတ်တယ်နော် accident လေးတွေဖြစ်တတ်တယ်တတိထားမော်တော်ကားတွေဘာတွေမောင်းနေ aquarius စီကားကားပဲမောင်းကားမမမမမမနော်တတိထားပါသွားလာလာမှာ accident နော်ခြေတော့ထိခိုက်တဲ့ရန်ရတာမျိုးတွေဖြစ်တတ်တယ် okay နော်အဲ့ဒါလေးဒီကိုတွေ့နောက်တစ်ခုကကြတော့ aquarius စီကိုယ့်ရဲ့စိတ်လုံခြုံမှုကို ပြက်ပြားအောင်လုပ်မယ်ကိုယ့်ရဲ့စိတ်လုံခြုံမှုကိုထိခိုက်စေတဲ့သတင်းစကားလေးကြားရတဲ့ဆိုရင်ရတဲ့ဆိုရင်စိတ်ကိုတိုးဝါစီရပါတော့เนาะအာတတိရှိရှိနဲ့လှုပ်ချမယ်ကွာသွားမယ်ကွာလှုပ်မယ်เนาะဒီ journey ကိုငါရှောက်မယ်ကွာဒီစာမုတ်ကိုငါဖြည့်မယ်ဒီလောက်ကိုငါလှုပ်မယ်ကွာပြင်ဆင်ထားပြီးသားဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးလုံးနေအောင်လို့ကိုယ်တားတာမျိုးလို့လို့ကိုယ်အစင်းတည်းမဖြစ်သေးလို့ကိုယ်တားတာမျိုးလို့အဲ့အဲ့လိုမျိုးပေါ့เนาะ ဲ့လို energy မျိုးလေးရနိုင်တယ်တဲ့ Aquarius ကြီးအဲ့တော့သွားတတိလာတတိ Aquarius ရဲ့ message ကလာမဲ့တစ်ပတ်မှာသွားတတိလာတတိစားတတိဆုံးဖြတ်တတိဟွန်းသွားလာသွားတတိလာတတိစားတတိမှာဆုံးဖြတ်တာကိစ္စအတီကိုဆုံးဖြတ်တာလောလို့မရဘူးเนาะခုတပြင်သွားရေးသွားတာလာတာเนาะအာနိုင်ငံခြားသွားတာအကုန်ပါတယ်ခီးသွားတဲ့ကိစ္စတွေပတ်သက်ပြီးအကုန်ပါတယ်ဆိုတော့ your safety are first လို့ပြောတာเนาะကိုယ့်ရဲ့ safety are first okay various all right အဲ့တော့ Leo the last sign Pisces ကိုကြည့်မယ်အဲ့တော့ Sun Moon Rising Pisces la met coming week အတွက်ကို energy လေးကြည့်မယ်နော် Pisces Pisces တီလုပ်ငန်းကတည်းကကိုတအားစိတ်အားတက်ကြွစွာအလုပ်လုပ်ချင်နေတဲ့ Pisces ရှိရယ် ဟာကြကိုယ့်ရဲ့စိတ်ကအရန်ထက်တန်လွန်အကြီးရဲ့ခါကြရင်နဲ့ကိုယ်တအားပျော်နေကြတဲ့အရာတွေကဖြစ်မလာတဲ့ခါကြရင်စိတ်ပြက်လက်ပြက်ဖြစ်ရဖြစ်ရတာမျိုးတွေဖြစ်တတ်တယ်။နောက်တစ်ခုကဒီတပတ်တာကာလအတွင်းမှာ Pisces ရဲ့ Mercury retrograde သွားနေရနော်။အဲ့တော့ Pisces တတိထားရမယ်ပြောတာဆိုတာလေးပေါ့နော် communicate လုပ်တာလေးတတိထားရမယ်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာနားလည်မှုလွယ်တဲ့ကိစ္စမျိုးလေးတွေဖြစ်တတ်တယ်တတိထားကိုကတော့ကိုယ့်ရဲ့စိတ်ထဲမှာတော့စီတနာနဲ့ပြောလိုက်တာကိုယ့်ရဲ့စိတ်ထဲမှာတော့ကို ဟိုစိတ်နှစ်ပြီးတော့ကူညီပေးလိုက်တာလှုပ်ပေးလိုက်တာပဲဒါပေမဲ့အဲ့အရာတွေကအဖက်မတင်ဖြစ်သွားတာမျိုးဖြစ်တတ်တယ်เนาะအဲ့တော့ကိုယ်အတွက်ကိုယ်ပဲကိုယ်စိတ်နှစ်သူများအတွက်စိတ်မနှစ်နဲ့ နော်ကိုဘဘအတွက်ကိုပဲကိုစိတ်နှစ်တာဒီဘက်တာကတော့သူများအတွက်ကိုစိတ်နှစ်ပြီးတော့စကားတွေပြောပြီးတော့တအားတွေကူညီပေးတာမျိုးမလုပ်နဲ့အဲ့ကျကိုရဲ့စေတနာကိုတို့ကမမြင်ဘူးပေါ့နော်မမြင်မဲနဲ့ဝေဒနာဖြစ်သွားတာမျိုးဖြစ်တတ်တယ်အဲ့ဒါလေးသတိထားပါနော်ဒီဘက်တာကလာကျင်းမှာ any kind of communication failure ကိုနဲ့ကိုချိရတဲ့သူကိုနဲ့ကိုရဲ့မိသားစုကိုနဲ့လုပ်ပေါ်ကင်ပတ်အဲ့လိုမျိုးအာဒီ consultation လုပ်နေရဲ့ phases ဆိုလဲဒီလိုပါမယ်ပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုတယ်တည်လားနော် ။ Okay နောက်တစ်ခါကျတော့တအားကြီး too much hope ပေါ့နော်။မျှော်လင့်ချက်အကြီးကြီးတွေမထားဖို့လီယိုကအကြံပေးခြင်းနဲ့ Okay so that's going to be the message for Pisces for coming week okay All right that's it for this week uh, reading out of my BB ပေါ့နော်။အဲ့တော့ကြည့်ပြီးကြရတော့အရင်ကျေးဇူးတင်တယ်။အဲ့တော့ Salmon Rising Clip 3ခုပေါ့နော်ခွဲပြီးကြည့်ပြန်ပို့ပြီးတော့ကောင်းပါတယ်ပို့ပြီးတော့ message တွေရတယ်ပေါ့เนาะဆိုတော့ activity app နေရဲ့ fans တယောက်ချင်းစီ client တယောက်ချင်းစီကိုလေရောရမ်းမဲ့ကျေးဇူးတင်ပါတယ် လီယိုရဲ့ဒီဗီဒီယိုကလစ်လေးကိုလီယို YouTube channel လေးမှာရော Facebook page မှာပါလီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လီယိုကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့လီယို YouTube channel လေးဖြစ်တဲ့ Soul of Yu Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မမေ့ပါနဲ့အောင်နော်။ Okay လီယိုနဲ့ personal consultation ချီချီရကိစ္စနဲ့ပတ်သက်ပြီးတော့မေးမြန်းချင်တဲ့ဆိုလို့ရှိရင်တော့လီယိုစီမှာ Venus package ရှိပါတယ်။အလောက်ကန်ကိစ္စ၊ဝေးကြီးကိစ္စနဲ့စီးပွားရေးကိစ္စတွေနိုင်ငံခြားကြွမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးမေးမြန်းချင်တဲ့ဆိုလို့ရှိရင်တော့လီယိုစီမှာ wall package ရှိပါတယ်။ ်လီယိုပြောပြောနေရဲ့ super press ပေါ့နော်မိမိရဲ့ဘဝလမ်းကြောင်းမိမိရဲ့ဘဝရည်တည်မှုမိမိရဲ့ဘဝနေထိုင်မှုမိမိရဲ့ talent စီနော် blueprint စီကိုသိကျင်တယ်မိမိရဲ့စာတာကိုကြည့်ကျင်လဲဆိုလို့ရှိရင်တော့မွေးချိန်အတိအကျသိမယ်ဆိုလို့ရှိရင်တော့ Leo C မှာ Soul Mission Package လေးယူလို့ရပါတယ်ဆို Waiting Time ကတော့ Soul Mission Package ကတော့ကြာပါတယ်အခုဆို Q&A လောက်ထားလူများတဲ့အခါကျတော့နည်းနည်းလေး Waiting Time ကတော့3 to 4 weeks လောက်ကြာတတ်တယ်ဆိုတော့စောင့်နိုင်တဲ့မိမိရဲ့ blueprint ကိုလည်းသိကျင်တယ်ဆိုလို့ရှိရင်တော့ယူလို့ရတယ်ပေါ့နော် and then BOC မှာ psychological consultation နဲ့ပတ်သက်တဲ့ talk therapy package တွေတခုရှိတယ်။မိမိရဲ့စိတ်ဒဏ်ရာတွေမိမိထုတ်ပြောလို့မရတဲ့စိတ်ဒဏ်ရာမျိုးတွေမိမိထုတ်ပြောရခက်တဲ့စိတ်ဝေဒနာတွေ or ဒါမှမဟုတ်လို့ရှိလို့ရှိရင်ကိုယ်မှာရှိတဲ့ပြဿနာလေးတွေပေါ့နော်ရင်းပွင့်ကျင်တာမျိုးပဲရှိဖြစ်ဖြစ် BOC မှာ guidance ယူကျင်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲဆွေးနွေးကျင်တယ်ဆိုလို့ရှိရင်တော့ Leo welcome လုပ်တယ် BOC မှာ uncheckable totally ဆိုတဲ့ talk therapy package တွေတခု launch လုပ်ထားရှိပါတယ်။အဲ့တော့အသေးစိတ်တွေကိုတော့ Leo Facebook page messenger chat box နဲ့ဒီစ package လေးတွေကိုဝယ်ယူမေးမြန်းပြီးတော့ booking appointment လေးယူလို့ရကြအောင်ဒီလိုဒီကနေ information လေး sharing လုပ်ပေးလိုက်ပါတယ်။ Okay အဲ့တော့ဒီတစ်ပတ်အတွက် video လေးကိုလေဒီမှာပဲအဆုံးသတ်လိုက်မယ်။နောက်တစ်ပတ်တွင်မှာလေပြန်တွေ့ကြပါမယ်။ Have a nice day to you all and bye bye.